မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဖူစင်ရဲ့ဆွေတော်မျိုးတော်များအားလုံးဖူစင်ကတော့ခိတေသည်ဆရာတော်ပါလူရည်လို့လောကကြီးမှာလူရည်လို့ဖြစ်လာရင်ဒါကိုတို့ကရှိတယ်လက်တည်းအစုံပါလာတယ်ဆိုတာအတိတ်ဘဝကကောင်းမွန်ကုသိုလ်တွေသီလကုသိုလ်တွေရှိခဲ့လို့ပေါ့ အခုဘွားမှာလေးကိုကပျော်ရွှင်တဲ့အရာကိုလိုချင်ကြတယ်ရှင်းအောင်ပြောရင် ရှမ်းသာရှင်ကြတယ်ပေါ့လူတွေဟာရှမ်းသာကို ရှာကြတယ်ဘလို့ဆိုရင် ရှမ်းသာမလဲဝတ္ထုတွေပိုက်ဆံတဲ့ငွေတွေအများကြီးရရင်ရှမ်းသာမလားငွေတွေအများကြီးရှာကြတယ်နော် TV တွေကြည့်ရင်ရှမ်းသာမလား TV တွေကြည့်ပြီးတော့ရှမ်းသာရှာကြတယ် ဖုံးလေးပွင့်နေရင်ဂိမ်းစောနေရင် ရှမ်းသာမလားဂိမ်းလေးစောနေကြတယ်စိတ်အပန်းဖြေမလားတီတော်လေးကြည့်ရင်ကားရာခုံနာလေးတွေကြည့်ရင်စိတ်လေးအပန်းဖြေမလားဆိုတော့စိတ်ကိုလေကိုတို့ကအပန်းဖြေအောင်ရှမ်းသာအောင်အကုန်လုံးလေ့ကျင့်နေကြတာပေါ့အဲ့ဒါမြတ်စွာဘုရားလို့ခေါ်တဲ့အမန်တရားကိုသိတဲ့သူတယောက်ပွင့်ပေါ်လာတဲ့အခါ အမှန်တရား၄ပါးပြောခဲ့တာပေါ့ဒါကဒုက္ခဒါဆင်းရဲတယ်ဒါဆင်းရဲကြောင်းဒါကဆင်းရဲရှုပ်ကြောင်းဒါဆင်းရဲရှုပ်တဲ့လမ်းငါဒီလမ်းငါသွားခဲ့တာလို့မြတ်စွာဘုရားကလမ်းကြောင်းပြခဲ့တာမလမ်းကြောင်းပေါ့နော်ပါဠိလိုပြောရင်မလမ်းကြောင်းပြခဲ့တာဘလိုမျိုးပါလဲဆိုတော့လူတွေကအာနေတယ်လေစိတ်မှာအဆောင်အရှောင်မရှိတော့အာအာရရ ဘသူ့ကိုစကားပြောရင်ကောင်းမလဲစဉ်းစားတယ်။တီဗီလေးကြည့်လိုက်ရင်ကောင်းမလားဖုန်းလေးဖွင့်ကြည့်လိုက်ရင်ကောင်းမလားဟောသူအားနေတယ်။တရားမက်နေတဲ့သူမဲလန်းကို အမန်တကယ်ရှောက်နေတဲ့သူ ဆိုရင်မအားပါဘူး။တစ်စက္ကန့်မှမအားဘူး။ဘာလို့မအားတာလဲဆိုတော့စိတ်မှာပူပင်သောကားတွေမဝင်ရအောင်နော် အကြောင်းတိုက်ဆိုင်တိုင်းမျက်စိနဲ့အစင်းနဲ့တိုက်တိုက်ဒါမြင်စိမ့်မြင်ကန်တာဒါအစင်းဘသူဘဝခွေးရှားနေစရာမလိုဘူးအစင်းပဲအယောင်အစင်းမတူတော့ဘူးပြက်နေတယ်ဒါအဖန်အဖန်ဒီလေဘသူဘဝအဖန်မရှိဘူးဒီအဖန်ဒီလေပြက်နေတယ်တသန်နဲ့တသန်မတူဘူးဒီပစ်နေတယ်နှလုံးသားထဲမှာဆွေးပြီးတော့မဆုံးနဲ့မြတ်စွာဘုရားကဆုံးရင် နှလုံးသားထဲမှာဆွေးဆုပ်ထားလို့ဒုက္ခရောက်တာ fantasy ပညာဆိုတာ fantasy ဆိုတာဆက်ဆက်တည်းထင်နေလို့မနေ့ကစဉ်းစားရစိတ်ဟာအခုထိရှိနေတုံးပဲလို့ထင်နေလို့ညနေကျရင်အကောင့်ထေပေါ်တာပေါ့ဟုတ်တယ်မလားအာလူတွေဖြစ်နေကြတာမဟုတ်ဘူးမြတ်စွာဘုရားကစောင်းကြည့်နေအဲ့ဒါတခုပြီးတခုဖြစ်နေတာအဲ့ဒီစိတ်ဆိုတာငါမဟုတ်ဘူး ်တွေးတွန်းစရာအာယုံနဲ့နှလုံးအိမ်နဲ့စိတ်နဲ့တိုက်လို့ကြံတွေးစိတ်ပေါ်လာတာအဲ့ဒီကြံတွေးစိတ်ကိုကြံတွေးစိတ်ပေါ်တယ်ကြံတွေးစိတ်ပေါ်တယ်လို့သိပိနေဒီကြံတွေးစိတ်ဒီခဏနေရှုံငိမ့်မှာပဲလို့ကိုကသိရမယ်ကိုကမရှုံးငိမ့်ဘူးလို့ထင်ပြီးတော့အဲ့ဒီမနက်ကစိတ်ကိုအကောင်အထည်ဖော်ရင်းနဲ့ဒုက္ခရောက်နေတာလူတွေဘာကြောင့်ဒုက္ခရောက်နေလဲဆိုရင် မြဲစွာဘုရားပြောခဲ့တာနော်ဒါဖုံဖုံတို့ပြောတာမဟုတ်ဘူးဖုံဖုံတို့ကမြဲစွာဘုရားစီကတဆင်းချလို့ဖုံဖုံတို့ထက်နားလေတဲ့လူတွေလေးရှိပါတယ်နော်မြဲစွာဘုရားပြောခဲ့တာကို တော်တော်လေးလေးလာလေးလူတွေလေးရှိပါတယ်နော်ဖုံဖုံတို့ထက်တရားဟောကောင်းတဲ့လူတွေတောင်ရှိနေပါတယ်အတွေ့အကြုံရှိတဲ့လူတွေလေးဖုံဖုံတို့ကဒါဟိုသဘောသဘာဝနဲ့ ကိုက်ပြီးတော့ပြောပြနေတာပါတရားဟောနေတာမဟုတ်ပါဘူး။ဘာကြောင့်စည်ရင်နေလေဒီစိတ်ဟာငါစိတ်ပဲ။ငါညာနေကြရင်အကောင့်တွေဖွားမယ်။အဲ့လိုမှငါရှမ်းပါမယ်။ငါမှလှုပ်ရှားတွေရှိသေးတယ်။အဲ့ဒါနဲ့ပဲလူတွေကအလုရှုပ်နေကြတာပါ။တကယ်ဆိုရင်အခုပေါ်လေးစိတ်ကိုအခုဖြတ်အခုပြက်တာကိုသီးအောင်ဆောက်ပြက်ပြီ။အဲ့ဒီစိတ်ပြက်လို့နောက်တစ်စိတ်အစားထိုးတာနောက်တစ်စိတ်အစားထိုးတာမတူတော့ဘူး။ ဥပမာလေးဖုံဖုံရှင်းရှင်းလင်းလင်းပြောကြည့်မယ်ဖုံဖုံတို့အတင်းပြောတာမဟုတ်ဘူးဖုံဖုံတို့ကိုတဲ့တပီတော်မာတို့အာဥပမာကထိန်ကတ်မေတဲ့ရှောက်ရှောက်တာပေါ့ကောင်းပါတယ်ဒကာမကထိန်ကတ်တွေဆိုရင်ဦးစင်းတို့လက်ခံပါတယ်ကထိန်ညာလက်ခံလို့ရှိလားမသိဘူးတဲ့အဲ့ဒီအခါသူကသဒ္ဓါတရားပေါ်လို့ရှောက်တာပေါ့ဒါဖုံဖုံတို့လေးသိတာပေါ့သဒ္ဓါတရားပေါ်လို့ရှောက်တယ် သူဒီတရားတရားပေါ်လို့ရှောက်တာခဏနေအဲ့ဒီတရားတရားစိတ်ရှိချိန်မှရှိဝန်မှာမနှဲ့ပြန်အဲ့ဒီစိတ်ရှိချိန်မှရှိမှာအပြည့်ကိုသိနေတဲ့သူကအဲ့လိုသိတာကိုအဲ့ဒါနဲ့သေချာဖို့တော့လူတွေနော်ပျော်ထားတယ်ကြောထားရတယ်အဖုံဖုံတို့လူကျင်လို့မဟုတ်ဘူးနော်အဲ့လူအဲလူလားဗျာလူကျင်လို့မဟုတ်ဘူးဆိုရင်လူအဲလူလားအမန်တကြီးဆိုရင် ဖုံဖုံတွေဆိုတာ ဆင်းရဲဒုက္ခခံပြီးတော့တရားကျင့်ကြရတာပါပိုက်ဆံတကြဲမှမရှိလေတရားမဲ့ခြင်းလေတရားမဲ့လို့ကောင်းလေနော်ရှင်းအောင်ပြောရင်ဆင်းရဲကိုသီးအောင်မြတ်စွာဘုရားကဆင်းရဲကိုသီးအောင်လုပ်ပါအဲ့အဲ့ဒါထွေလာဝင်တာအခုကနာစကားကိုပြန်ပြီးကောက်ပြီးပြောပါအောင်ဆိုရင်ဒါသူကအကြောင်းညင်ညွတ်မှကထိန်ပွေဖြစ်လာမှလေအဲ့ဒီနေလေကိုကအသက်ရှည်ရှိမှသူတို့ကလည်း ဘာမှအန်ဒီအခဲခဲအနောက်ရှက်တွေမရှိမှအဲ့ဒီကထိန်ပွဲကအောင်မြင်မှာကြားမှာအကြောင်းတရားတွေအများကြီးရှိသေးတယ်ဘလို့အကြောင်းတရားတွေလေဖရားဖုံဖုံအခုပြောရင်းနဲ့သေသောရင်ဟောအဲ့ဒါအကြောင်းတရားပဲလေအဲ့ဒါဘသူနဲ့မှလေးမတွေးလိုက်ဘူးလေနော်အဲ့ဒါကိုအမြဲတမ်းစင်ချင်နေရတယ်အဲ့ဒါအပြက်ကိုစင်ချင်နေ